်မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆ iam ချိုအမရဘူရရေးသားသောတခင်မတောင်ခေါ်မမဥတောင်၌နဝက်ခံရသောကိုရင်လေးတစ်ပါးဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒယဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက် ကျွန်တော်ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော့ကြပါဦးရှင် ျမတို့ငယ်စဉ်ကတကြံရက်များတွင် ရေကစားပျော်ရွှင်ပြီးနှစ်စန်းတရက်နေ့တွင်မန္တလေးမြို့ရှိတောင်သုံးတောင်သို့ဖျားဘူးထွက်ကြပါသည် တောင်သုံးတောင်မှာမမဥတောင်မရွှေဥတောင်မန္တလေးတောင်ရန်ငင်းတောင်တို့ဖြစ်ပါသည်မနက်စောစောထမင်းကြိုင်များထည့်၍မိတ်ဆွေများမိသားစုများကားဖြင့်မမဥတောင်တို့ပထမဆုံးသွားကြပါသည်မန္တလေးမြို့မြောက်ဘက်မရရအထွက်လန်းအရှိတ်ဘက်တွင်မမဥတောင်ရှိပါသည်နှစ်စန်းတရက်နေ့တွင်ဖျားဘူးလာသောကားများသည်မမဥတောင်ကျေးတွင်ရပ်နားကြပါသည် တောင်တက်ဇောင်းနှန်းစရများတွင်ခိတ္တာနာကြပါသည်တောင်ကြီးရှိသခင်မနှန်းတွင်ပတ်များဆက်ပြီးတောင်ပေါ်သို့လူကြီးများနှင့်တူပျော်ရွှင်စွာတက်ကြပါသည်လူကြီးများကလူငယ်များကိုတောင်ပေါ်တွင်စကားပြောဆိုမမရန်တောင်ပေါ်ရှိသစ်ပင်များမှအပွင့်အသီးများကိုမခူးရန် ခုံမီမခုရန်အညစ်အကြေးများကို တွေ့ရနေရတွင် မစွန့်ရန်မှားထားကြပါသည်တောင်ပေါ်သို့ဇောင်းနှန်းလေကားများမှတက်ကြပါသည်အချို့နေရာများတွင်ဖြက်လန်းတော်လန်းများမှသွားကြပါသည်အချိန်တော်ကြာသွားပြီးသခင်မမမဦးနန်းဆောင်တို့ရောက်သွားပါသည်အုတ်တိုင်နန်းဆောင်နှင့်တွင်မမဦးပုံတော်ကိုအယိုသေးပန်းများပတ်စံများဆက်ကြပါသည်နန်းဆောင်ဘေးတွင်ပန်းများမှုကြံစွာပွင့်နေသောတရပီပန်းပင်များကိုလည်းတွေ့ရပါသည်လူကြီးများပြောစကားအရတရပီပန်းပင်များသည်မမဦးခေါင်းပန်းနာသောတရပီပန်းကုန်း ်ကထိုနေရာတွင်ကြပြီးပေါက်နေသည်ဟုသိရပါသည်။နန်းဆောင်ဘေးရေချိုတွင်မှအိမြသောရေများကိုဖျားဘူးများတောက်တော့ရန်ကုသိုလ်ဖြင့်ရေအိုးများတွင်ထည့်ပေး၍အမောပြေတောက်ကြပါသည်။ထို့မှတောင်ပေါ်သို့ဆက်သွားပြီးတီရသောဖျားစီရီများကိုပူကြပါသည်။ဖျားစီရီများတွင်ဖျားပန်းများနှင့်အလူငွေများလှူကြပါသည်။တောင်ပေါ်ဆက်များတွင်ခိတနာပင်ယူလာသောမုံများကိုဝိုင်းဖွဲ့စားတောက်ကြပါသည်။တောင်ပေါ်တက်သူများအမောပြေမှတောင်အောက်သို့ပြန်ဆင်းကြပါသည်။တောင်ပေါ်တွင် ကျွေပန်းခေါ်တနခါပန်းများလှပစွာပွင့်နေသည်ကိုလည်းတွေ့ရပါသည်။ထို့မှတောင်အောင်ပြန်စင်ပြီးတောင်ကြီးစရက်တွင်ဝိုင်းဖွဲ့ပြီးထမင်းစားကြပါသည်။အချိန်နှဲငယ်အနားယူပြီးမန္တလေးတောင်နှင့်ရန်ကုန်တောင်တို့ဖျားဘူးခရီးဆက်ကြပြန်ပါသည်။ညနေစောင်းမှအိမ်တို့ပြန်ရောက်ကြပါသည်။ ညာချိန်တွင်မိခင်ကြီးမှလွန်ခဲ့သောနှစ်များစွာကမမဦးတောင်သွားခဲ့သည့်ထူးဆန်းသောအကြောင်းကိုကျမတို့ညီမများကိုပြန်လည်ပြောပြပါသည်မိခင်ကြီးငယ်စဉ်ကမမဦးတောင်တို့မိသားစုလှဲများဖြင့်ဖျားဘူးသွားကြပါသည်မိခင်ကြီး၏ဘာကြီးတော်သူဆရာတော်ကြီးမိခင်ကြီးအမေဦးလေးအတော်အကိုကြီးကိုရင်ငယ်အကိုလက်နှင့်မိတ်ဆွေများသည်မမဦးတောင်မော်တို့တက်ကြပါသည်မိခင်ကြီးအမေမလူငယ်များကိုတောင်းမော်ရင်စကားပြောဆိုမမရန်မဆဲရန်တစ်ပင်များကိုမခုရန်ခုံမီမခုရန် အညစ်အကြေးမစွန့်ရန်တို့ကိုအိမ်မှခီးမထွက်ခင်တည်းဟာမှားထားပါသည်တောင်မော်ရင်တခင်မနမ်းပေးနိုင်တရပီပန်းမင်များမှတရပီပန်းများလှပမွေကြံစွာပွင့်နေပါသည်တရပီပန်းဝင်သည်ကန့်ငော်ပန်းအငယ်မျိုးဖြစ်ပြီးတပွင့်ချင်းပွင့်ပါသည်အသက်၁၀နှစ်သားခန့်ရှိမိခင်ကြီးအကိုကြီးကိုရင်ငယ်သည်လှပစွာပွင့်နေသောတရပီပန်းများကိုခူးချင်၍အပင်ကိုမော့ကြည့်နေပါသည်မမြင့်တမြင့်လက်လန်းမမီသောနေရာတွင် အောက်သို့ကျနေသောဂိုင်းကိုခုန်ခူးကျင်နေပါသည်မိခင်ကြီးအမေမ ကိုရင်လေးတရပီပန်းကို ခုံခုရဘူးတော့ဟုပြောလိုက်ပါသည်ဒိုအခါကိုရင်ငယ်မခုံခုတော့ဘာဖြစ်မှလဲဟုပြန်မေးပြီးတရပီပန်းမင်ခိုင်းကိုခုံပြီးဆွဲယူကတရပီပန်းဝင်များကို ခုလိုက်ပါသည်မိကကြီးအမေမပြန်မဖြေခင်တဆွထိုးနိုင်ပြီးအကြောက်လန့်မရှိတော့ကိုရင်ငယ်သည်ပန်းများကိုခုနေပြီဖြစ်ရာကိုရင်ငယ်အန်ဒရယ်ဖြစ်မှာကိုမိခင်ကြီးအမေမစိတ်ပူနေပါသည်တရပီပန်းများကိုလက်ကင်မွားဖြင့်ထုတ်ပြီးတောင်ပေါ်သို့ဆက်တက်ကြပါသည်မကြာမီလူကြီးများနဲ့တူသွားနေသောကိုရင်ငယ်သည်မျက်စိအောက်မှာပင် လမ်းမလိုက်သွားပြီးလူစုနဲ့ကွဲသွားပါတော့သည်မိခင်ကြီးအမေသည်တတိထားနေရာမှာကိုရင်ငယ်ကိုမတွေ့တော့၍အဖော်များကိုလိုက်မေးရာမတွေ့တော့ပါမိခင်ကြီးအမေမှအတူပါလာသောဘာကြီးဆရာတော်ကြီးဦးစန်းနီမတန်းကိုရင်ငယ်ပျောက်သွားကြောင်းနဲ့တခင်မနှမ်းမှတရပီပန်းများကိုခုန်ခုခဲ့ကြောင်းကိုရှောက်ထားလိုက်ပါသည်ဆရာတော်ကြီးဦးစန်းနီမသည်တိလသမารိပညာကုန်းတို့ရှိပြီးတကူးထက်သောဆရာတော်ကြီးတစ်ပါးဖြစ်ပါသည် မရဘူရာမျိုးရွှေဖားရရွှေအိုးရကျောင်းတိုက်တွင်တရင်သုံးသောဆရာတော်ကြီးတစ်ပါးဖြစ်ပါသည်ဆရာတော်ကြီးမှာကိုရင်ငယ်ကိုရှာမတွေ့သောအခါတခင်မမမဦးကိုကိုရင်ငယ်လေးကဖယားသားတော်ဖြစ်တယ်မတိနားမလဲတဲ့အရွယ်မှုအမားလုံးမိတယ်ဆိုရင်လည်းမရွှေဦးကတီးခံခွင့်လွတ်ပေးဖို့မေတ္တာရက်ခံပါတယ်ဟုအတန်ထွက်မိန်လိုက်ပါသည်ထို့သူဆရာတော်ကြီးမှာမိမ့်မီမကြခင်ချိန်တွင်တစ်ပင်များထူထပ်နေသောကြောက်ထဲမှာကိုရင်ငယ်၏အော်ခေါ်သံကိုအားလုံးကြားလဲရပါတော်သည် ထို့အခါအတန်ကြားရသော ို့အားလုံးသွားကြည့်ကြရာကိုရင်ငယ်ကိုတွေ့လိုက်ကြရပါသည်ကိုရင်ငယ်ကိုလူကြီးများကသွားခေါ်လိုက်ကြပါသည်မိသားစုနဲ့မိတ်ဆွေများကကိုရင်ငယ်ကိုဘယ်တွေလျှောက်သွားနေရလဲဟုဝိုင်းမေးကြပါသည်ကိုရင်ငယ်သည်မိသားစုနဲ့လူသွားရင်ရှေ့ဆက်သွားရာလမ်းပျောက်သွားပြီးကြားသားရဲတွင်သို့ရောက်ရှိသွားပါသည် နွားသေးကောင်းများဆလက်ဆာအသားများအရှိုးများကိုတွေ့ရကြောင်းအပုံနဲ့များလည်းရကြောင်းပြောပြပါသည်။ကြာဟိန်တန်ကိုပင်နိကစွာကြာပြီးကိုရင်ငယ်သည်ကြောက်ရွံ့နေပါသည်။ထိုအခါမှဗုဒ္ဓဘုရားရှင်ကိုသတိရလိုက်ပြီးဗုဒ္ဓသရဏံကိစ္ဆာမိဓမ္မသရဏံကိစ္ဆာမိတန်ခန်သရဏံကိစ္ဆာမိကိုလက်အုပ်ချပြီးတရဏဂုံသုံးပါးကိုအတန်ထွက်ပြီးရွတ်ဆိုလိုက်ပါသည်။ထိုတရဏဂုံသုံးပါးကိုရွတ်ဆိုပြီးဆက်သွားရမှာမိသားစုကိုပြန်တွေ့ကြောင်းကိုကိုရင်ငယ်မှပြန်ပြောပြပါသည်။ ကိုရင်ငယ်ဒီကံကောင်းထောက်မှစွာဆရာတော်ကြီးမေတ္တာရက်ခတ်မှုနဲ့တရဏဂုံသုံးမဂုံကျေးဇူးကြောင့်ကြာသာရဲရဲမှလွတ်မြောက်လာကြောင်းကိုမိခင်ကြီးမှပြန်လဲပြောပြပါသည်။ တစ္ဆန်တရနေ့မမအူတောင်ဖျားဘူးသွားခဲ့စဉ်ကထို့ဖြစ်ကြောင်းကျမတို့လူငယ်များကို တောင်ပေါ်၌စကားပြောဆိုမမယံမစဲယံတစ်ပင်များကိုမကူယံအသည့်အပွင့်များကိုခုံမကူယံကြိုတင်သတိပေးတားမြစ်ခြင်းဖြစ်ကြောင်းသိကြရပါသည်မြည်သည့်တောတောင်များကိုမဆိုဖျားဘူးရောက်ပါကလည်းထိုးစည်းကမ်းများကိုလိုက်နာကြယံပြောပါသည်အညစ်အကြေးမတက်သား၍စွန့်ပါကလည်းတောဆောင်နှက်ကိုလက်အုပ်ချီကြော်ပြီးအမိုက်အမဲမှုခွင့်လွှတ်ပါဟုတောင်းပန်ရကြောင်းနဲ့တစ်ပင်ကြီးများလွတ်ရာနေရာတွင်စွန့်ရကြောင်းကိုမိခင်ကြီးမှတင်ကြားပေးခဲ့ ခဲ့ပါသည်။နှစ်ပေါင်းများစွာကအမှန်တကယ်ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်ဖြစ်ပါသည်။ကိုရင်ငယ်မှာနောက်တွင်ဥအိမ်တော်ဘာသာရွှေဖားရရွှေအိုးရကြောင်းတိုက်စရာတော်ဖြစ်ပါသည်။ဒီဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်တော်တို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။